အရင်ဆုံးအနေနဲ့ရေပွဲ6ကောင်ကိုကျွန်တော်တို့တုံထားပါတယ်ပြီးတော့ပဇွန်လက်10ကောင်ပဲတုံထားပါတယ်ခင်ဗျပြီးတော့ပဇွန်နောက်ကျောက်ခွဲပြီးတော့မစင်တွေထောက်ထားပေးပါတယ်ခင်ဗျဒဲဟိုကြီးဆူလာပြီးဆိုလို့ရှိရင်ရေပွဲကိုကျွန်တော်ထည့်ပေးလိုက်မယ်ပြုတ်ပေးလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ရေပွဲကိုအနည်းတော်တော့ပဲပြုတ်ထားပေးရပါမယ်ထပ်ပြီးတော့ကျွန်တော်တို့ပစုံကိုအနည်းတော်လောက်ပဲပြုတ်ထားပေးလိုက်ပါဦးခင်ဗျ။ရိုင်းကျက်သွားလို့ရှိရင်စားလို့မကောင်းပါဘူး။ ီမကထိုင်းကြစံတုံးထားပါတယ်အထုပ်သပင်းနှစ်ထုပ်ကိုရေပူထဲကိုပြတ်ထည့်ပေးလိုက်ပါကြစံကိုအများကြီးပြုတ်เสียမလို့ပဲအနေတော်လောက်ပဲပြုတ်ပေးပါမယ်ခင်ဗျာโอเคကြစံရလာပြီဆိုတော့ချီလေးနဲ့ဆက်ထုပ်ပေးလိုက်ပါမယ်တရုံနဲ့နဲ့ရေးစင်းမယ် ချက်ပြီးတော့ဆက်လက်ရကိုရေးစေးပါမယ်ခင်ဗျာဒီဗီဒီယိုမှာပြထားတဲ့တချို့ပစ္စည်းတွေကပင်လယ်ဇာထောင်းထဲမှာလည်းမပါပါဘူးဒီတိုင်းကျွန်တော်တို့အလှပြဖို့ဖြစ်ပါတယ်အဓိကပါဝင်ပစ္စည်းတွေကဒီမှာပြထားပါတယ်အမ်ပီယာဒီ3လုံး4လုံးရယ်ခရမ်းချင်းဒီကကိုကြိုက်တဲ့လောက်ထဲပါမုံလာဥညီနည်းနည်းရယ်တရုတ်နည်းနည်းစက်တုံဖြူမြေုပ်ဒီတောင်းဒီရယ်ပါပါတယ်ခင်ဗျာ တကယ်ဆက်ကောင်းတော့မို့လို့အိမ်မှာအလွယ်တကူ లై ထုတ်ကြည့်စားကြည့်ဖို့တိုက်တွန်းပါတယ်ခင်ဗျဒီဗီဒီယိုကတစ်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ် Okay အရှိမပြလာတဲ့ပါဝင်ပစ္စည်းတွေကိုကျွန်တော်တို့လှီးပေးလိုက်ပါမယ်ဒါကတော့အရှိမကျွန်တော်တို့လီကြတဲ့ပါဝင်ပစ္စည်းပမာဏတွေပါ ထပ်ပြီးတော့မြုပ်တီအနီကိုထပ်ထောင်မယ်ကြက်တောင်ဖြူကျင်ညက်သွားအောင်ထောင်ပေးရပါမယ်ထပ်ပြီးတော့အရှိမလှီထားတဲ့တံပြန်တီအကောလုံးကိုညက်ထပ်ပေးလိုက်ပါမယ် โอเคဒီမှာငံပြာရေးသမင်းစားဆုံး၄ဆုံးကိုထည့်ပေးပါမယ်ထပ်ပြီးတော့ထိုင်းတညင်သမင်းစားဆုံးတစ်ဆုံးမမောက်ကိုထည့်ပေးပါမယ်ထည့်ပြီးပါက20ဆက်အောင်မှုပေးလိုက်ရပါမယ်ချုံမုတ်ကိုထမင်းစားဆုံးတစ်စုံထပ်ထည့်မယ်။ရောသမားမှွေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နေပါတော့မယ်ခင်ဗျ။ ောက်ကဲ့ဒီမှာအရင်ထဲမှာစားလို့ကောင်းတဲ့ပီလင်စာကြောက်စံထောင်းကိုရလာပါပြီခင်ဗျစကားမဆက်ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe သွားလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျ Bye bye နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်